အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုရှင်းရှင်းလင်းလင်းသတိပေးထားတာတခုရှိပါတယ်။အရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်ပိုင်ဆိုင်မှုတွေကိုလုံးဝမတိုက်ခိုက်နိုင်ဆိုတာပါပဲ။အခုချိန်မှာသမ္မတထရန့်ဟာသူ့ရဲ့ဒုတိယသရံမှာအရေးကြီးဆုံးဆုံးဖြတ်ချက်ကိုချမှတ်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။အဲဒါကတော့အမေရိကန်စစ်တပ်ကိုအီရန်ကိုဘုံကျဲဖို့အမိန့်ပေးတော်မလားဆိုတာပါပဲ။အီရန်ဘက်ကတော့သမ္မတထရန့်ပေါ်အတော်လေးမကြေမနက်ဖြစ်နေပုံပါပဲ။ဒါကြောင့်သူတို့ဟာမထင်မှတ်ထားတဲ့အရာတစ်ခုကိုလှုပ်ဖို့ပြင်ဆင်နေကြပါပြီ။အဲဒါကတော့အမေရိကန်စစ်စခန်းတွေကို အထူးသဖြင့်အရှေ့အလယ်ပိုင်းက American စခန်းတွေကိုတိုက်ခိုက်ဖို့ပါပဲဒီတော့မေးစရာရှိလာတာကဘာကြောင့် Iran ကဒီလိုမျိုးအယူချီပန်းလုပ်ရလုံဆောင်ဖို့ကြိုးစားရတာလဲဆိုတာပါဒါဟာတကယ်ကိုစဉ်းစားမရစရာပါပဲဘာလို့လဲဆိုတော့တမနာထရန့်ကအကယ်၍ Iran က American စခန်းတွေကိုတိုက်ခိုက်ခဲ့ရင်တော့အခြေအနေတွေကဆိုးဆိုးရွားရွားဖြစ်ကုန်မယ်လို့ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါတချိန်ထဲမှာပဲ Iran ဆိုရကိုသူကထပ်ပြီးရှင်းပြထားတာကအကယ်၍သူတို့ဟာ American တယောက်ရဲ့သဘင်တမြင်ကိုထိခိုက်အောင်လုပ်ရင်ဒါမှမဟုတ် American ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးဖို့ကြိုးစားရင် အင်အားအပြည့်အဝနဲ့တုံ့ပြန်မယ်ဆိုတာပါပဲတမနာထရန့်ကကျွန်တော်တို့ဒီတိုက်ပွဲမှာဓာတ်ရိုက်ပါဝင်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ Israel မဟာမိတ်တွေကတော့အပြည့်အဝထောက်ခံပေးမယ်လို့လည်းပြောထားပါတယ် American ကဒီတိုက်ပွဲမှာမပါဝင်ခဲ့ဘူးဒါပေမဲ့ American ကိုလာတိုက်ခိုက်မယ်ဆိုရင်လက်စားချေဖို့ကြိုးစားမယ်ဆိုရင် American စစ်တပ်ရဲ့အင်အားကိုခံစားရလိမ့်မယ်လို့လည်းသူကချိန်ချောက်ထားပါတယ် Iran ဟာကိစ္စနှစ်ခုကိုအဓိကထားပြီးဒေါသထွက်နေပုံရပါတယ်ပထမတစ်ခုကတော့တမနာထရန့်ရဲ့မနေ့ကမှတ်ချက်တွေပါဒုတိယတစ်ခုကတော့ American စစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေပါ နေ့ကမနေ့ပိုင်းမှာသမ္မတဒေါ်နယ်ထရန့် Twitter မှာတင်ခဲ့တဲ့ပထမဆုံး post တစ်ခုနဲ့စလိုက်ရအောင်ပါဒီ post မှာ Israel ဆိုင်ရာ American တမ်မကြီး Mike Huckabee ကသမ္မတထရန့်စီပို့လိုက်တဲ့စာသား message ရဲ့မျက်နှာပြင်ပုံရိပ် screenshot တစ်ခုပါဝင်ပါတယ် Huckabee ကထရန့်ကိုဒီလိုပြောခဲ့တာတွေ့ရပါတယ်ကျွန်တော်တသက်တာမှာသမ္မတတယောက်မှာခမားလူနေထားမျိုးရောက်ဖူးတာမရှိဘူး1945ခုနှစ်က Truman နောက်ပိုင်းတခါမှမရှိဘူးလို့យေတာထားပါတယ်အဓိက ထောက်ပြချင်တာကအပေါ်ကစာကြောင်းနှစ်ကြောင်းပါပဲ။ 1945ခုနှစ်မှာတမနာထရူမန်မလုပ်ခဲ့လဲဆိုတာလူတိုင်းမှတ်မိကြမှာပါသူကအမေရိကန်တွေရဲ့အသက်တွေကိုကယ်တင်ဖို့အတွက်ဂျပန်နိုင်ငံကဟီရိုရှိမားနဲ့နာဂါစကီကိုပထမဆုံးအနုမြူနှလုံးချဖို့ဆုံးဖြတ်ခဲ့တဲ့တမနာဖြစ်ပါတယ်အဲ့ဒီလိုလုပ်ခဲ့လို့ပဲဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးဂျပန်ကလက်နက်ချခဲ့တာပါဒါဟာရှင်းရှင်းလင်းလင်းကိုကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတမိုင်းမှာအရေးပါတဲ့မှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ်အခုဆိုရင်မိုက်ဟက်ဂါဘီကအဲ့ဒီတမိုင်းဝင်ဆုံးဖြတ်ချက်ကိုတမနာထရန်အခုစဉ်းစားနေတဲ့ဆုံးဖြတ်ချက်နဲ့နှိုင်းယှဉ်နေတာပါတမနာထရန်ကအစ္စရေးအီရန်စစ်ပွဲမှာ အမေရိကန်ပါဝင်တင့်သလားအစ္စရေးကိုဗီဒူးလေယာဉ်တွေပေးတင်သလားဒါမှမဟုတ်အီရန်နျူကလ িয়ার စက်ရုံတွေကိုဖျက်ဆီးဖို့အီရန်ပိုင်နယ်ထဲမှာဗီဒူးလေယာဉ်တွေသုံးတင်သလားဆိုတာကိုဆုံးဖြတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။နောက်ပြီးအီရန်ရဲ့ကောင်းဆောင်အယာတိုလာခါမီနီနဲ့ပတ်သက်တဲ့တုံ့လှုပ်စရာသတင်းတစ်ခုပါပဲ။အီရန်သတင်းရင်းမြစ်တွေကပြောတာကတော့အမြင့်ဆုံးကောင်းဆောင်အလီခါမီနီဟာသူ့မိသားစုနဲ့အတူမြေအောက်ခံတိုက်ထဲမှာပုံအောင်နေတယ်လို့ဆိုပါတယ်။ IRGC ကိုပို့လိုက်တဲ့ message တစ်ခုမှဆိုရင်မင်းတို့အားလုံးကိုအာနာကုံပေးလိုက်ပြီ။ ဒီစစ်ပွဲကိုဘယ်လိုဆက်လုပ်မယ်ဆိုတာမင်းတို့ဆုံးဖြတ်ကြပါလို့យေတာထားပါတယ်ဒီလိုမျိုးအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ခါမီနီဟာအာနာကိုဆွန့်လွတ်လိုက်ပြီးမြေအောက်ဘန်ကာထဲမှာပုံအောင်နေတာကြောင့်အီလန်ဒေါ်လန်ရဲ့အဆောင်တဖွဲ့ IRGC ရဲ့ကုတ်ကဲရေးမှူးမူဟာမက်ဖတ်ဘော်ကအခုဆိုရင်နိုင်ငံရဲ့အဓိကဆုံးဖြတ်ချက်တွေကိုအကုန်လုံးချမှတ်နေတယ်လို့ပြောကြပါတယ်ခါမီနီအနေနဲ့ကံကောင်းတယ်လို့ဆိုရမှာကတော့ American ပြည်ထောင်စုကနိုင်ငံရေးလှုပ်ကြံတပ်ဖြတ်မှုတွေကိုအခုချိန်ထိခွင့်မပြုသေးတာပါပဲ။ဒါကြောင့်လည်းသူကအခုထိအသက်ရှင်သန်နေသေးတာပါ။ ။အစ္စရေးမှာသူ့ကိုရှင်းပြဖို့ခွင့်ရရှိခဲ့ပေမဲ့တမရထရန်ကခွင့်မပြုခဲ့ပါဘူး။အမေရိကန်ရဲ့မူဝါဒကရှင်းပါတယ်။အီရန်ကအမေရိကန်နိုင်ငံသားတွေဒါမှမဟုတ်အမေရိကန်စစ်သားတွေကိုမတိုက်ခိုက်မချင်းမထိခိုက်မချင်းအမေရိကန်ဟာဘလို့နိုင်ငံရေးသမားမျိုးကိုမှလောက်ချံတက်ဖြတ်တာမျိုးကိုခွင့်ပြုမှာမဟုတ်ပါဘူး။ဒါကြောင့်လည်းအခုဒီအစ္စရေးရဲ့စစ်စင်ရေးတွေမှာတည်ဆုံသွားသူတွေဟာ IRGC တက်မှုတွေဒါမှမဟုတ်နျူကလ িয়ার သိပ္ပံပညာရှင်တွေပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။နိုင်ငံရေးသမားလက်ရှိဒါမှမဟုတ်အငိမ့်စားဘယ်သူမှမပါဝင်သေးပါဘူး။ အီရန်ရဲ့အရင်သမ္မတတဦးလောက်ကြံခံရတယ်ဆိုတဲ့ကောလာဟာလာထွက်ခဲ့သေးပေမဲ့အဲ့ဒါကသတင်းမှဖြစ်သွားခဲ့ပါတယ်။ကဲသမ္မတထရန့်ရဲ့ message ကိုပြန်သွားရအောင်ပါ။မနေ့ကသူပို့ခဲ့တဲ့နောက်ဆုံး message ကအီရန်အနေနဲ့ချွင်းချက်မရှိလက်နက်ချဖို့ပဲဖြစ်ပါတယ်။ American ကဒါကိုလိုချင်နေတာပါ။အကယ်၍အီရန်ကအဲ့ဒီလိုအရှုံးပေးမယ်ဆိုရင် American အနေနဲ့စရေးအရာပါဝင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့စိုးရိမ်ပူပန်လာပါပြီ။ဘာလို့လဲဆိုတော့ American ကစကားရီနဲ့သာအီရန်ကောင်းဆောင်တွေကိုစိုးရိမ်စေအောင်သာမကဘဲ စစ်လက်နက်ပစ္စည်းတွေကိုပါအရှိအလဲပိုင်းကိုအများကြီးရွှေ့ပြောင်းနေတာတွေ့ရလို့ပါပဲဒါကကိစ္စကြီးကြီးမားမားတစ်ခုအတွက်ပြင်ဆင်နေတယ်လို့ပါပဲအခုဆိုရင်အမေရိကန်ပြည်ထောင်စုကနေအရှိအလဲပိုင်းကိုစစ်ရေးပစ္စည်းတွေအများကြီးရွှေ့ပြောင်းနေပါတယ်ဆော်ဒီအာရေဗျနဲ့ကာတာမှာရှိတဲ့အမေရိကန်ပိုင်ဆိုင်တဲ့စခန်းတွေအားလုံးကိုပို့နေတာတွေ့ရပါတယ်အဲ့ဒီထဲမှာစီတင်လင်းရင်တန်ကာအစင်း30လောက်ပါဝင်ပါတယ်စီတင်လျင်တွေဆိုတာအမေရိကန်စကန်တွေကိုကာဝယ်ဖို့တကယ်တော့မလိုအပ်ပါဘူး။အီရန်ကဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်လာရင်တော့ဂျက်လီယင်တွေကစကန်တွေကနေထွက်ပြီးတိုက်ခိုက်နိုင်ပါတယ်။ ။ဒါကြောင့်စီတင်လင်ယူတွေပါလာတာဟာအမေရိကန်ကထိုးစစ်ဆင်မှုတစ်ခုခုကိုစီတင်နေတာကိုအရေးအမွှတ်ပြနေပါတယ်။ဒါအပြင် F35 နဲ့ F16 တိုက်လေယာဉ်တွေကလည်းအရှိအလေပိုင်းကိုရောက်လာနေပါတယ်။ဒီနေရာမှာပြောပြရရှိတာက Israel မှာ F35 တွေရှိပြီးသားပါ။သူတို့ဟာ Iran ကောင်းကင်ယမ်းမှာလွတ်လွတ်လပ်လပ်ပြန်တမ်းပြီးစစ်ဆင်ရေးတွေလုပ်နေကြတာပါ။ဒါကြောင့် American ကပါဝင်လာရင်တော့ Israel ရဲ့တိုက်လေယာဉ်အင်အားကိုပို့ပြီးဖြည့်တင်းပေးတာမျိုးဖြစ်နိုင်ပါတယ်။ Israel မှာမရှိတာတစ်ခုကတော့ B2 ပုံကျဲလေယာဉ်ပါပဲ။ဒါကအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ Israel ရဲ့အဓိကယူရချက်က ီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုဖျက်ဆီးပစ်ဖို့ပါပဲအဲ့ဒါကို B2 တွေနဲ့မှပဲလှုပ်ဆောင်လို့ရမှာပါ B2 တွေမှာပေါင်3000လေးချိန်ရှိတဲ့ဘန်ဂါဘူစတာမြေအောက်ခံတိုက်ဖြတ်ဘုံးများတွေတည်ဆောင်နိုင်သန့်ရှိပြီးအီရန်ကတောင်တွေအောက်ထဲမှာစောက်ထားတဲ့နျူကလ িয়ার ဆက်ရုံတွေရဲ့မြေအောက်နက်နက်ထဲထိကိုထိုးဖောက်နိုင်ပါတယ်လက်ရှိချိန်ထိတော့အမေရိကန်မှာရှိတဲ့ B2 လေယာဉ်16စင်းလုံးဟာမေဇူရီပြည်နယ်မှာပဲရှိနေတော့မှာပဲသူတို့ဟာဒီအေဂိုဂါစီယာစစ်ခန်းကိုတောင်ရောက်မလာသေးပါဘူးလွန်ခဲ့တဲ့နှစ်လလောက်ကသမရာထရန့်ကအီရန်ကိုရက်60တတိပေးချက်မပေးခင် အီရန်နဲ့နှိနှိုင်းဖို့ကြိုးစားနေတုန်းကတော့ B2 လေယာဉ်တွေ Diego Garcia မှာရှိခဲ့ပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ Missouri မှာပဲရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ B2 လေယာဉ်တွေရွေ့လာပြီဆိုရင်တော့ American အနေနဲ့တကယ်ကိုစိတ်ရည်အရပါဝင်တော့မယ်ဆိုတဲ့အချက်ပြမှုပိုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ B2 လေယာဉ်တွေက Diego Garcia ကိုရွှေ့လာဖို့မလိုအပ်ပါဘူး။သူတို့မှာ Missouri ကနေတောင်ပြန်တက်ပြီးလေထဲမှာစီးဖြစ်ရင်အီရန်ထိသွားရောက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ပြီးရင် Banga Booster မြေရောက်ခံတိုက်ဖြတ်ဘုံးတွေကိုခြားပြီး မစ်ဆူရီကိုပြန်လာနိုင်ပါတယ်။ဒါကြောင့်တကယ်ကိုလျှို့ဝှက်ထားခြင်းနဲ့အီရန်ကို B2 တွေလာတော့မယ်ဆိုတာအသိမပေးခြင်းဘူးဆိုရင်ဒီလိုမျိုးလုပ်လို့ရပါတယ်။သူတို့ဟာ Pacific သမုဒ္ဒရာလမ်းကြောင်းကိုအသုံးပြုပြီးတနင်္လာမှာဆင်းသက်စရာမလိုပဲနာရီ60အတွင်းအသွားပြန်ခီးစဉ်တစ်ခုလုံးကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါတယ်။သူတို့ဒီလိုမျိုးနှစ်ကြိမ်လုပ်ခဲ့ပူပါတယ်။တစ်ကြိမ်ကတော့သမ္မတဘိုင်ဒန်လက်ထက်ဂျီမင်မာဖြစ်ပြီးနောက်တစ်ကြိမ်က2003ခုနှစ်အာဖဂန်နစ္စတန်သွားတော့ကပါ။ဒီနှစ်ကြိမ်စလုံးမှာ B2 လေယာဉ်တွေဟာမေဆူရီကနေအရှေ့လေပိုင်းကိုပြန်တမ်းပြီးဘုံချက တနေရာမှာဆင်းသက်ခြင်းမရှိဘဲပြန်လာခဲ့တာပါ။ဒါကတကယ်ကိုအံ့ဩစရာကောင်းတဲ့ဤပညာပါပဲ။ဘယ်နိုင်ငံမှာမှဒီလိုစွမ်းရည်မျိုးမရှိပါဘူး။သူတို့ဟာရှာမတွေ့နိုင်တဲ့ stick ကိုပြောင်းဤပညာမြင့်ဘုံကျဲလေရင်တွေဖြစ်ပြီးသူတို့တည်ဆောင်လာမဲ့ဘန်ကာဖြတ်ဘုံတွေဟာလည်းမြေအောက်နဲ့နဲ့ကိုတော့ထိုးဖောက်ဝင်ရောက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။အခုဒီမှာမြင်ရတဲ့ပုံတွေကတော့ American ရွှေ့ပြောင်းနေတဲ့စစ်ပစ္စည်းတွေရဲ့ဗီဒီယိုရုပ်ပုံတချို့ပါပဲ။ဒါတွေကပြည်ထိုင်ပေါ်ကနေဖြတ်တန်းနေတာကိုပြသနေတာဖြစ်ပါတယ်။ပြည်ထိုင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာသတင်းတချို့လည်းရှိပါတယ်။ ပြည်တိုင်ကလည်းဒီစစ်စင်ရေးမှာပါဝင်တော့မယ်လို့ယူဆရပါတယ်။အမေရိကန်ဝင်မယ်ဆိုရင်ပြည်တိုင်လည်းဝင်လိမ့်မယ်လို့ထင်ပါတယ်။မနေ့ကမနေ့ပိုင်းမှာပြည်တိုင်ဘော်ကနေအရှိလေပိုင်းကိုဥတီပြန်တန်းနေတဲ့ KC-135C ဖြည့်လေယာဉ်တွေနဲ့ F-35 တိုက်လေယာဉ်တွေကိုတွေ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့ညကဆိုရင်အမေရိကန်ကနေအရှိလေပိုင်းကို C ဖြည့်လေယာဉ်အစင်း30နီးပါးလောက်ရွှေ့ခဲ့တာကိုကျွန်တော်တို့တင်ပြခဲ့ပါတယ်။ဒါကတကယ်ကိုအများပြတဲ့အရေးအတွက်ပါပဲ။လူအများစုကတော့အမေရိကန်ပါဝင်မယ်ဆိုရင် B2 လေယာဉ်တွေနဲ့ဖြည့်လိမ့်မယ်လို့ပြောနေကြပါတယ်။ပင်ဒဂွန်ကလည်း Diego Garcia မှာ B52 ဘုံးကျဲလေယာဉ်တွေရှိနေပြီလို့အတည်ပြုခဲ့ပါတယ်။ Diego Garcia ဆိုတာအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ပြည်တိမ်ပိုင်နယ်မြေတဲက American Leader စခန်းတစ်ခုပါ။အီရန်ကိုတတိပေးတဲ့အနေနဲ့ဒီစခန်းကိုအသုံးပြုတာပါ။ဒီကနေဘုံးကျဲလေယာဉ်တွေ၊ဂျက်လေယာဉ်တွေဟာစီဖြည့်စရာမလိုပဲအီရန်ကိုသွားပြီးပြန်လာနိုင်ပါတယ်။ဒါအပြင်အီရန်ရဲ့ဒုံးကျည်တွေ၊မောင်းသူမဲ့လေယာဉ်တွေဒီစခန်းကိုရောက်ဖို့ခတ်ခဲပါတယ်။ဒီတော့ဒီစခန်းကအီရန်အတွက်ချိန်ချောက်လို့မရတဲ့နေရာဖြစ်ပေမဲ့ဒီကနေအီရန်ကိုတိုက်ခိုက်ဖို့အပြည့်အဝဆွမ်းဆောင်နိုင်ပါတယ်။ ဒါအပြင်လေကြောင်းပစ္စည်းတွေတွေမကပဲရေတက်ပစ္စည်းတွေလည်းအများကြီးရွှေ့ပြောင်းနေပါတယ်။ပြီးခဲ့တဲ့ဗီဒီယိုမှာတော့လည်းတတရမြောက်လေယာဉ်တင်သင်းမောကြီး aircraft carrier ဒဇင်းကိုအရှိလေပိုင်းကိုသွားနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကအတော်လေးရှားပါတယ်။ပုံမှန်ဆိုဒဇင်း20လောက်ပဲရှိတတ်ပါတယ်။လွန်ခဲ့တဲ့လအနေငယ်ကရီမင်ကိုဘုံကျဲတုန်းကတော့လေယာဉ်တင်သင်းမော20ပဲရှိခဲ့တာပါ။အခုတတရဒဇင်းမှာထပ်သွားနေတာပါ။အခုခမားတို့မြင်နေရတဲ့စစ်ပစ္စည်းတွေအပြင် USS Nimitz လေယာဉ်တင်သင်းမောကြီးကလည်းတောင်တရုတ်ပင်လယ်ကနေအရှိလေပိုင်းကိုပြောင်းရွှေ့နေပါတယ်။ ။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုနဲ့အစ္စရေးကာကွယ်ရေးဌာနကတခြားအရာရှိအများပြားကတော့အမေရိကန်ကဒီစစ်ပွဲမှာပါဝင်လိမ့်မယ်လို့တကယ်ကိုယုံကြည်ကြပါတယ်။ဘာလို့လဲဆိုတော့အစ္စရေးအနေနဲ့ဖော်ဒိုနျူကလ িয়ার ဆက်ယုံကိုနေရာတွေကိုဖျက်ဆီးဖို့အမေရိကန်ရဲ့အကူအညီလိုအပ်နေလို့ပါပဲ။အဲ့ဒါမလုပ်နိုင်ရင်သူတို့လှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတွေအကုန်လုံးအလကားဖြစ်သွားမှာပါ။နျူကလ িয়ার စီစဉ်ကိုမတားဆီးနိုင်ရင်ဒီလောက်လှုပ်လာရတဲ့စစ်စင်ရေးတွေတစ်ခုလုံးကအတိတ်ပဲမရှိဘူးလို့သူတို့ကယူဆပါတယ်။နောက်တစ်ခုကအမေရိကန်က အီရန်နဲ့အီရတ်ကနေအမေရိကန်နိုင်ငံသားတွေကိုပြန်ခေါ်ဖို့ကြိုးစားနေတယ်လို့ကြားရပါလိမ့်မယ်။အမေရိကန်တွေမကပါဘူး။တရုတ်ကလည်းတန်ယုံကိုပိတ်လိုက်ပြီလို့သတင်းကြားပါရတယ်။အိန္ဒိယကလည်းအိန္ဒိယနိုင်ငံသားတွေကိုတာကမန်နစ္စတန်ဒါမှမဟုတ်အရှေ့အာရှကတခြားနိုင်ငံတွေကနေတဆင့်ပြန်ခေါ်နေပါရ။ဒါကြောင့်နိုင်ငံအများပြားကအီရန်ကနေထွက်ခွာနေကြပါပြီ။တခြားနိုင်ငံတွေတွေမကပါဘူး။မနေ့ညကကျွန်တော်တို့ဖော်ပြခဲ့သလိုအီရန်ပြည်သူတွေကိုယ်တိုင်လည်းအီရန်ကနေထွက်ဖို့ကြိုးစားနေကြပါရတယ်။သမ္မတထရန့်ကတီဟီရန်မှာရှိတဲ့လူတိုင်းထွက်သွားရမယ်လို့တတိပေးခဲ့တာပါ။ ဲ့ဒီချိန်မှာအီရန်မှာတကောင်ကျော်နေပြီဆိုတော့လူတွေအိတ်နေကြမှာပါဒါပေမဲ့တီဟီရန်မှာလူဦးရေ၁၀တန်းရှိတာဆိုတော့မြို့အနှံ့ပြားမှာထိတ်လန့်မှုတွေဖြစ်ကုန်ပါတယ်လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီးဒါပေမဲ့ထရန့်ရဲ့တတိပိတ်ချက်ကတခုခုကြီးကြီးမားမားဖြစ်လာတော့မယ်လို့ထင်ရစေတာကြောင့်လူအများပြားမြို့ကနေထွက်ဖို့ကြိုးစားနေကြပါတယ်နောက်တစ်ခုကပိုလီမက်တာဆိုတဲ့လောင်းကစား website တခုမှာအခု American ကစည်ရေးအရာပါဝင်မှု80ရာခိုင်နှုန်းအထိလောင်းကစားထားကြတယ်လို့သိရပါတယ်ဒါဟာလူတွေရဲ့ပတ်စံတွေနဲ့သက်ဆိုင်တာကြောင့်အခြေအနေတွေကိုခံမှန်းရမှာအသုံးဝင်တယ်လို့ဆိုရပါမယ် တန်ပေါင်းများစွာသောဒေါ်လာတွေကိုအမေရိကန်ပါဝင်ဖို့အခွင့်အလမ်း80ရာခိုင်နှုန်းရှိတယ်ဆိုပြီးလောင်းကြီးထပ်ထားကြပါတယ်။မနေ့ကစပြီးအိမ်ဘီရိုနဲ့တမရထရန်တို့ဟာအီရန်ရေးမှာအမေရိကန်ပါဝင်ဖို့အတွက်လူထုထောက်ခံမှုရအောင်ကြိုးစားပြီးစကားတွေပြောနေကြတာကိုမှတ်မိကြမှာပါ။ဒီနေ့မှာတော့ဒုတိယတမရ JD Vance ကပါထပ်ပြီးမှတ်ချက်ပေးလာပါတယ်။သူပြောခဲ့တဲ့စကားလေးကတော့ကျွန်တော်ကအတွင်းကနေမြင်ရပြီးကျွန်တော်တမရနဲ့မိတ်ဆွေအပေါ်ဘတ်လိုက်နေတယ်ဆိုတာကိုဝန်ခံပါတယ်။လူမှုမီဒီယာမှာယူကြောင်ကြောင်ကိစ္စတွေအများကြီးရှိနေတာကြောင့် အီရန်ကိစ္စနဲ့ပတ်သက်လို့တချို့အချက်တွေကိုဓာတ်ရိုက်ပြောချင်ပါတယ်ဆိုတာပါပဲဒီစကားရဲ့ဆိုလိုရင်းကတော့သူဟာအီရန်ခြေအနေနဲ့ပတ်သက်တဲ့လျှို့ဝှက်သတင်းတွေနဲ့အစိုးရရဲ့ဆုံးဖြတ်ချက်တွေကိုအတွင်းလူတယောက်အနေနဲ့ကောင်းကောင်းသိရှိထားပြီးသားဖြစ်ပါတယ်ဒါအပြင်သူကတမရထရန့်ကိုထောက်ခံသူဖြစ်တယ်ဆိုတာကိုပွန့်ပွန့်လင်းလင်းဝန်ခံလိုက်တာကလူမှုမီဒီယာမှာပြန့်နှံ့နေတဲ့မှားယွင်းတဲ့သတင်းအချက်လက်တွေကိုတံပြန်ပြီးအစိုးရဘက်ကနေအခြေအနေမှန်ကိုလူထုကိုဓာတ်ရိုက်ရှင်းပြခြင်းလိုပဲဖြစ်ပါတယ်ဒါကြောင့်အချုပ်ပြောရရင်ဒုတိယတမရဗန့်စီရဲ့မှတ်ချက်ကအီရန်နဲ့အမေရိကန်တို့ကြားအခြေအနေက အမှန်တကယ်ကိုတင်းမာနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပါနောက်ပြီးအမေရိကန်ဘက်ကစည်ရေးအရာတစ်ခုခုလုပ်ဖို့ဆုံးဖြတ်နိုင်ခြင်းရှိတာကြောင့်အစိုးရအနေနဲ့လူလူရဲ့ထောက်ခံမှုကိုကြိုတင်ရယူဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်တမရဟောင်းထရန့်ဟာအီရန်နျူကလ িয়ার လက်နက်မပိုင်ဆိုင်ရေးကိုဆယ်စုနှစ်တခုကြာအောင်အမြဲတမ်းပြောခဲ့ပါတယ်ပြည်ပရေးရမှာတီးကြရက်တည်းရေးသမား JD Vance တောင်အီရန်ကိုထောက်ခံလာတာကအမေရိကန်ရဲ့ဖြစ်နိုင်ခြေရှိတဲ့လှုပ်ရှားမှုတွေကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ပြီးခဲ့တဲ့လတွေတုန်းကထရန့်ဟာအီရန်နဲ့သဘောတူညီမှုရအောင်ကြိုးစားခဲ့ပြီး ီရန်အနေနဲ့ယူရေနီယံတန့်တယ်မှုတွေကိုမလုပ်နိုင်ဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။အမေရိကန်နဲ့အီရန်တို့ရက်60ကြာနှိမ့်နိုင်ခဲ့ကြပြီမဲ့သဘောထားမတိုက်ဆိုင်ခဲ့ပါဘူး။အီရန်ကအရက်ဘတ်သုံးတွဲလို့ပြောပြီးမဲ့ထရမ့်ကတော့ယူရေနီယံကျွဲဝအောင်မလုပ်ဘဲတခြားနိုင်ငံတွေကနေဝယ်ဖို့အကြံပြုခဲ့ပါတယ်။ဒီကွဲလွဲမှုကြောင့်နျူကလ িয়ার သဘောတူညီမှုမရခဲ့ပဲ61ရက်မြောက်နေ့မှာအစ္စရေးကစစ်စင်ရေးစတင်ခဲ့ပါတယ်။ IAEA ကလည်းအီရန်ဟာသဘောတူညီချက်အောက်ကတာဝန်ဝတ္တရားကိုချိုးဖောက်တယ်လို့နှစ်20အတွင်းပထမဆုံးချိန်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အစ္စရေးကလည်းအီရန်ဟာညှိနှိုင်းဟန်ဆောင်နေရင်နျူကလ িয়ার ပုံတည်ဆောက်နေတယ်လို့ပြောခဲ့ပါတယ်။အီရန်အမြင့်ဆုံးကောင်းဆောင်အလီခါမီနီဟာမြေအောက်ခံတိုက်မှာပုံအောင်နေတယ်ဆိုတာကိုထရန့်ကအများသိအောင်ပြောကြခဲ့ပြီးအမေရိကန်အနေနဲ့သူ့ရဲ့တည်နေရာကိုအတိအကျသိရှိထားကြောင်းဖော်ပြခဲ့ပါတယ်။ထရန့်ရဲ့ Twitter စာရီမှာကျွန်တော်တို့ဆိုတဲ့စကားလုံးကိုအများအပြားအသုံးပြုခဲ့ပြီးဒါဟာအမေရိကန်ကအစ္စရေးနဲ့ထောင်လိုင်းရေးအချက်အလက်တွေမျှဝေနေပြီဆိုတာကိုအမည်မဖော်လိုသူအရာရှိတွေကလည်းအတည်ပြုခဲ့ပါတယ်။အီရန်အနေနဲ့ခေါင်းဆောင်တွေလှုပ်ကြံခံရပါက အရေးကြီးဌာနတွေကိုဘလို့ကင်တွင်မလဲဆိုတဲ့အစီအစဉ်တွေပြင်ဆင်ထားပေမဲ့နိုင်ငံရေးလှုပ်ကြံမှုတွေတော့မရှိသေးပါဘူး။အီရန်မင်းသားဟောင်းရဲ့သားကလည်းဒီမိုကရေစီရလဒ်နဲ့အဆုံးသတ်မဲ့အသွင်ကူးပြောင်းရေးအတွက်အစီအစဉ်ရှိကြောင်းပြောပါရတယ်။အစ္စရေးကစစ်ရေးနဲ့နျူကလ িয়ার ပစ်မှတ်တွေအပြင်အစိုးရကိုပြောင်းလဲပစ်ဖို့ကိုပါရည်ရွယ်နေပုံရပါတယ်။အီရန်အစိုးရပိုင်းရုံမြင့်တန်းကြားအဆောက်အုံနဲ့ဗန်တွေကိုတိုက်ခိုက်တာကဒီအချက်ကိုထင်ရှားစေပါတယ်။အီရန်မှာအင်တာနက်ပြတ်တောက်နေတာဟာအီရန်အစိုးရကိုယ်တိုင်သတင်းချက်လက်ထိန်းချုပ်ဖို့လှုံ့ဆော်လာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ စတာလင်ဟာအီရန်မှာအလုပ်လုပ်နေပြီလို့လည်းသိရပါဗျ။အစ္စရေးဟာအီရန်တောင်အတွင်းပိုင်းကစီရေးပြစ်မှတ်တွေ၊လေကြောင်းကာဝေးရေးစနစ်တွေနဲ့နျူကလ ියා ဆက်ယုံတွေကိုပါအကြီးအကျယ်တိုက်ခိုက်ခဲ့ပါဗျ။အစ္စရေးအနေနဲ့အီရန်ရဲ့မြေအောက်နက်နက်မှာရှိတဲ့နျူကလ ියා အစီအစဉ်အစိတ်ပိုင်းတွေကိုဖျက်ဆီးဖို့အမေရိကန်ရဲ့ B2 ပုံကျဲလေယာဉ်တွေရဲ့အကူအညီလိုအပ်နေပါဗျ။ရုရှားကတော့အီရန်ကိုအများဆုံးလိုအပ်နေချိန်မှာဘာအကူအညီမှမပေးနိုင်ခဲ့လို့အီရန်ကဒေါသထွက်နေပါဗျ။ပြီးခဲ့တဲ့၄ရက်တွင်အစ္စရေးကအီရန်မှာလေကြောင်းအသာသီးရယူနိုင်ခဲ့ပေမဲ့ ရုရှားကယူကရိန်းကို၃နှစ်ခွဲကြာအောင်စစ်တိုက်ပြီးတော့ဒါမျိုးမလုပ်နိုင်တာကရုရှားရဲ့စီးရေးအားနည်းချက်ကိုပြသနေပါတယ်။အမေရိကန်ရစ်တပ်ရဲ့ဒုံးကြီးဖြတ်သိမ်းမောတွေကလည်းအီရန်ဒုံးကြီးတွေကိုပြစ်ချနေပြီးလေရင်တင်သိမ်းမော Nick Mix ကိုလည်းစိတ်လွတ်ထားပါတယ်။အမေရိကန်ဟာအီရန်နဲ့ Shadow War ဆင်နွှဲနေတာကြာပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့အီရန်ရဲ့လေကြောင်းတိုက်ခိုက်ခံရတဲ့ပုံရိပ်မှတ်တမ်းတွေဟာ Israel ရဲ့တိုက်ခိုက်မှုတွေဘလောက်ပြင်းထန်ခဲ့လဲဆိုတာကိုပြသနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။